ဒီဘန်ကိစ္စဟုတ်ထုတ်ဟိုဟာစိုက်ချိန်စိုက်လက်မှာထုတ်မပေးသေးပါဘူးထုတ်မပေးသေးတော့ကျွန်တော်အဲ့ဒါလေးတွေကိုရှောက်ပြီးလေ့လာလိုက်တယ်ဘန်ငွေမကြေသေးရင်ထုတ်မပေးဘူးလို့သူပြောပါတယ်ပြောတော့ကျွန်တော်တို့ဘန်ငွေကိုအကြေဆက်လိုက်အကြေဆက်တဲ့အချိန်မှာခုစိုက်ချိန်စိုက်လက်မှာဘန်ငွေကလုံးဝမကြသေးပါဘူးထုတ်ဖို့အကြောင်းမိုးရွှင်းကာလတော့ရေကြီးနေမြုပ်သွားတာနှစ်ကြိမ် ုံးရင်ဖြစ်သွားလိုက်တော့စပားတွေကတောင်းလို့တင်မှာတည်င်းမရပါဘူးဒါကအဲ့ဒါကိုကိုဗန်ချင်းကြတော့ပဲချင်းမှာတခါလှုပ်လိုက်ပြန်တော့လေပဲတွေမှာပုတ်ဖြတ်တော့ပြည့်သိတော့ဘာမှမရကြဘူးဗန်ချင်းမှာအခုဒေသမ3ကိုဆိုတာ3ကိုခြေ3ခြေပေါ့3ခြေရဲ့မိုးဗန်ခြေရမယ်သောင်းဗန်ခြေရမယ်ဒါမှသာလင်ဗန်ထုတ်ပေးမယ်ပြောတယ်အဲ့တော့တယောက်တည်းခြေသွားလဲနှစ်ယောက်ကမထပ်နိုင်သေးရင်လည်းထုတ်မပေးသေးဘူးပြောတော့အခုတောင်းသူများမှာအခက်အခဲတွေတွေ့နေတယ်ခုကျွန်တော်တို့ ဘုရားတို့အမှန်အပြင်ကတော့မထက်နိုင်နေတဲ့တောင်းတွေကိုငှက်ရခြင်းအပြင်ထုတ်ဆက်ကလေးတော့ကျွန်တော်လိုချင်တာပါစိုက်ပျိုးရာသီအချိန်မှဖြစ်နေတဲ့စိုက်ပျိုးစိုက်ပျိုးဖို့ပတ်စံကိုသူတို့ကဘန်ဝေးမမကျေသေးရင်စောင်းပန်အောင် မိုးပန်အောင်မကျေသေးရင်ထုတ်မပေးဘူးလို့ပြောပါတယ်ကုအရာကူမိုးပန်ရောစောင်းပန်ရောသွားဆက်တော့ကူစောင်းပန်တွေကကူမိုးပန်တွေကကူစိုက်တာနောက်ကြလို့တဲ့သူတို့ကရှေ့ကရှိတယ်တေကလျှော့ပေးမယ် စဲကရှိတယ်တဲကကိုလျှော့ပေးမယ်ဗနေကရှိတဲကလျှော့ပြီးထုတ်ပေးမယ်လို့သူတို့ကပြောပါတယ်အဲ့လိုအမတို့ဒီစိုက်ပြိုးရာဒီမှာချင်းငွေမရတော့ဘာတွေအခက်အခဲတွေဖြစ်လဲကိုစိုက်ဖို့ပြောဖို့တွေမပြောရသေးဘူးပေါ့ကိုရေကြီးရေချမ်းမှုဖြစ်သွားတဲ့အတိုင်းဒါကြောင့်မလို့လယ်သမားတွေမှာနွားစာပါမကြမ်းနော်နင်းမြုပ်သွားတဲ့အတွက်ကျွန်တော်တို့တော့အခက်အခဲဖြစ်သွားဒီအခက်အခဲကိုဒီနေ့မှာဘာလို့ရင်ဆိုင်ရလဲဆိုတော့ကျွန်တော်တို့ဒီဘန်ချင်းငွေနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်တို့တောင်ကျသမားတွေကဟိုကြေးတဲ့လူတွေကလည်းကျွန်တော်တို့ အပြင်မှာအတိုးတွေနဲ့ယူခဲ့ပြီးတချို့ကလည်းဆက်ထားတဲ့လူရှိသလိုကိုယ့်အနေကိုဆက်ထားတဲ့လူတွေလည်းရှိပါတယ်ဒါကိုကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ကြံနေကြံသေးတဲ့လူတွေလည်းဒါမဆက်ကြသေးတဲ့လူတွေလည်းရှိပါတယ်နော်သူဆက်ပြီးတဲ့လူတွေကလည်းအခုအချိန်မှာဆိုက်ပိုးချိန်ကိုအရန်ဒီကန်နေတဲ့သူဆက်ပြီးတဲ့လူတွေကလည်းလိုချင်ပါတယ်ဒီဆိုက်ပိုးချိန်ကိုမဆက်ကြသေးတဲ့လူတွေကလည်းသူတို့ရဲ့အခက်အခဲကိုဘလို့မှဖြေရှင်းလို့မရတဲ့အတွက်ဒါလိုထုတ်ဆက်ဆိုတဲ့တဘောသူတို့ကလိုချင်ပါတယ်လာပြေကျော်9ရက်နေကျွန်တော်စတင်စိုက်ပါကျွန်တော်အဲ့ဘန်ဝေး မထုတ်သေးတဲ့အတွက်ကျွန်တော်တို့မှတော်တော်လေးအခက်အခဲလေးတွေတွေ့တယ်။ကျမတို့မြန်မြန်ဆန်ဆန်လေးထုတ်ပေးစေခြင်းနဲ့အခုကျမတို့ကလည်းခုနှစ်ချက်တိုးနဲ့ယူပြီးတော့ပေးရတဲ့အတွက်မြန်မြန်ဆန်ဆန်လေးထုတ်ပေးခြင်းနဲ့ထုတ်ဆဆိုတဲ့အတိုင်းဒါလည်းကျွန်တော်တို့ကသူတို့ရှိမှပတ်စံကိုကျွန်တော်တို့ကဒါမာရင်တခါရထားပြီဒါမာရင်ကျွန်တော်တို့ကလက်လွှဲလေးပဲကျွန်တော်တို့ကသူတို့ရှိမှဒီနေ့ချင်းငွေအတွက်ကိုထုတ်မယ်ပြန်ပြီးတော့ကျွန်တော်တို့ကမနေ့ကချင်းငွေအတွက်ကိုတခါရပြန်ဆက်ပြန်ဒီလိုဆက်ချင်းဆက်လို့ရလို့ရှိရင်ကျွန်တော်တို့တောင်းပြီးသမားဒီအဘေးကိုအတိုးကြီးကြီးလဲကျွန်တော်တို့ဆွဲရမလို့ ်ဘလောက်တွန်းနဲ့မှလည်းကျွန်တော်တို့ဆွဲရမလို့ပဲနဲ့တောင်ကြီးတွေတော်တော်တက်တာချောင်းကြီးနဲ့ကျွန်တော်ထင်ပါတယ်ခင်ဗျ